အဒီဖုန်းနဲ့ရိုက်ခဲ့တာပေါ့အဓိကဒီဖုန်းလဲ main camera အနေနဲ့ပါခဲ့တော့ရုပ်ရှင်ကိုတကားလုံးတရက်ထဲရိုက်ကြည့်ခြင်းနဲ့စိတ်ကူးကအရင်စတာပါဒီ7နှစ်နာရီစာအဖြစ်ပြက်ကိုတကယ်7နှစ်နာရီ live ရိုက်ရတဲ့ feeling ကိုလိုချင်တယ် cinema lens တွေအများကြီးသုံးလို့မရဘူးဒီ gear စီအများကြီးသုံးလို့မရတော့ပေါပေါပါပါနဲ့ big screen ကြီးသွားနိုင်မဲ့ iPhone ကိုကျွန်တော်ရွေးခဲ့တာတရုပ်ဆောင်ရွေးတဲ့နေရာမှာအရန်စဉ်းစားခဲ့ရတယ် dialogue စီအကုန်လုံးကိုတကားလုံးစာ memory ကောင်းတဲ့သူတွေအလွတ်ရနေတဲ့သူတွေဖြစ်ရမယ် iPhone camera ရှေ့မှာလဲရုပ်ရှင် camera တွေနဲ့လိုပဲသူ့ရဲ့ professional scale ကိုထုတ်ပြနိုင်တဲ့သူဖြစ်ရမယ်ငါ့ကိုဘာနဲ့ရိုက်တယ်ဆိုတာကိုဘာနဲ့ရိုက်နေတယ်ဆိုတာကိုမေ့ထားပြီးတော့ item လုံးနိုင်တဲ့သူမျိုးဖြစ်ရမယ်အချို့ကျရှိရလေဒီလားဖုန်းနဲ့ရိုက်တာလားဆိုအဲ့ဒါမျိုးလူမျိုးတွေမပါဘူးလူတွေမဖြစ်နိုင်ဘူးလို့ထင်တဲ့ဟာကိုငါတို့တူတူလုပ်ကြရအောင်ဆိုတဲ့စကားကဒီကားအတွက်ပြုံးဆောင်နေ DOBC ကို ပြီးတော့ပြောခဲ့တဲ့စကားပဲပုံမှန်နေသွားနေရတာလုံနေရတာကျင်းစရာကြီးပါဘယ်သူမှမဖြစ်နိုင်ဘူးလို့ထင်တဲ့ဟာကိုငါတို့လုပ်ကြမယ်ကြားလိုက်တာနဲ့ဘယ်သူမှမဖြစ်နိုင်ဘူးရုပ်ရှင်တကားတော့တရက်သေးရိုက်ဖို့ဘယ်လိုမှမဖြစ်နိုင်ဘူးလို့ထင်တာငါတို့ဖြစ်အောင်လုပ်ကြမယ်ဒါလုံချင်လာပြီဆိုလို့ရှိရင်ဘယ်သူတားတားကျွန်တော်လုပ်တော့မှာဘာကြီးဖြစ်နေနေကျွန်တော်လုပ်တော့မှာကျွန်တော်လုပ်လိုက်လို့ဘာတွေပဲဖြစ်သွားသွားကျွန်တော်လုပ်တော့မှာအဲအကြောင်းကျွန်တော်တခုခုလုပ်ချင်ပြီလို့ပြောလိုက်လို့ရှိရင်မတားကြတော့တာများတယ်တားလဲမရရအောင်လှည့်လို့တော့မယ်ဆိုတာသိတော့မတားကြတော့ ငါတို့ဘယ်လိုကူညီပေးရမလဲလို့ပဲစဉ်းစားတော့တယ်။ရှေ့ကားတွေတော့ကျတော့ကျွန်တော်ကား workshop ရောက်နေတော့မလာပြည့်ဘူး။အခုဒီကားကတော့ဘုံမူးလဲဖိတ်တယ်။နောက်ကားလဲ workshop ပြန်ရပြီဆိုတော့ထွက်လာတယ်။အဒီဖုန်းနဲ့ရိုက်ခဲ့တာပေါ့။အဓိကဒီဖုန်းလဲ main camera အနေနဲ့ပါခဲ့တော့။ဆိုတော့ကျွန်တော်ကအဓိကကတော့ရုပ်ရှင်ကိုတကားလုံးတရက်ထဲရိုက်ကြည့်ခြင်းနဲ့စိတ်ကူးကအရင်စတာပါ။ လို့ရှင်တကားလုံးကိုတရက်ထရိုက်ကြည့်ကျင်တယ်ဒီ7နှစ်နာရီစာအဖြစ်ပြက်ကိုတကယ်7နှစ်နာရီ live ရိုက်ရတဲ့ feeling ကိုလိုချင်တယ်အဲ့ဒီကနေစပြီးတော့စိတ်ကူးပြစ်တာဆိုတော့အဲ့လိုမျိုး7နှစ်နာရီစာအဖြစ်ပြက်ကိုတကယ်7နှစ်နာရီနဲ့ရိုက်မယ်ဆိုရင်ကျွန်တော်တို့ကဟို cinema lens တွေအများကြီးသုံးလို့မရဘူးဒီ gear စီအများကြီးသုံးလို့မရတော့ပေါ်ပေါ်ပါပါနဲ့ big screen ကြီးသွားနိုင်မယ် iPhone ကိုကျွန်တော်ရွေးခဲ့တာကျွန်တော်အဲ့အတွက်လည်းသေသေးချာချာ production diary ထပ်ပြီးတော့ရေးပြပါအောင်မယ်ဟိုဥပမာအနေနဲ့ပြောမယ်ဆိုရင်ပေါ့နော်ဇလန်းအရာ တရုတ်ဆောင်တွေကတရက်စာဖြစ်ဖြစ်ဖြစ်တဲ့အတွက်မိတ်ကပ်လိန်ချိန်ဝစားလဲချိန်မလိုတော့ dialogue တွေအားလုံးကနှစ်ပတ်လောက်ကြိုပြီးတော့ item တွေရော dialogue တွေရော rehearsal တွေအချိန်ချိန်ရက်ပေါင်းများစွာလုပ်ခဲ့ပြီးသားဖြစ်တဲ့အတွက် on set ပေါ်မှာကျွန်တော်တို့ dialogue ချချိန်တွေ item သင်ချိန်တွေမလိုတော့အဲ့မှာနေအလုပ်လုပ်ရတာအချိန်တွေအများကြီးကျုံသွားစေတယ်နောက်ထပ်အသေးစိတ်ကတော့ကျွန်တော်နောက်ထပ် post စင်မှာကျွန်တော်ထပ်ပြီးတော့ရှင်းပြပါမယ်ကျွန်တော်က iPhone ကိုချစ်လို့ပါ အဲသွားပြစ်ဖို့များပါတယ်ရက်လေးအလုပ်ကိစ္စတခုတိုက်နေလို့ရက်လေးတော့ချိန်နေတော့မယ်မင်းသားကတော့ပြောလို့ရတယ်မင်းသားကတော့ကျွန်တော်ဒီဇလန်းကိုစပြီးတော့စကားပြောတော့ကတိုင်ရွန်နဲ့ကျွန်တော်နဲ့ဓာတ်ပုံနှစ်ယောက်တွဲဓာတ်ပုံတွေဇန်ယုံဖိုင်နဲ့ကျွန်တော်တင်ထားဘူးတယ်အဲ့ဒါတိုင်ရွန်တော့အလိုလိုမိတ်ဆက်ပေးပြီးသားဖြစ်သွားတာပေါ့နော်ကြံတဲ့တရုပ်ဆောင်တွေကိုတော့ကျွန်တော်တယောက်ချင်းစီနောက်မိတ်ဆက်ပါအောင်မယ်တရုပ်ဆောင်ရွေးတဲ့နေရာမှာအရန်စဉ်းစားခဲ့ရတယ်ကျွန်တော်တို့ dialogue စေအကုန်လုံးကိုတကားလုံးစာ memory ကောင်းတဲ့သူတွေအလွတ်ရနေတဲ့သူတွေဖြစ်ရမယ်။နောက်ထပ်အရေးကြီးတဲ့တစ်ချက်ကဘာလဲဆိုတော့ iPhone camera ရှေ့မှာလဲရုပ်ရှင်ကင်မရာတွေနဲ့လိုပဲသူ့ရဲ့ professional scale ကိုထုတ်ပြနိုင်တဲ့သူဖြစ်ရမယ်။ငါ့ကိုဘာနဲ့ရိုက်တယ်ဆိုတာကိုဘာနဲ့ရိုက်နေတယ်ဆိုတာကိုမေ့ထားပြီးတော့ item လုံနိုင်တဲ့သူမျိုးဖြစ်ရမယ်။သူတို့ကအဓိကတော့ဇလန်းနဲ့ဇကာရဲ့အရေးသွေးကိုကြည့်တာပေါ့နော်။ဇလန်းနဲ့ပတ်သက်လို့ဖြတ်တာလေးနည်းနည်းတော့ပဲရှိတယ်။ကျန်တာဘာမှမရှိဘူး။အယုတ်အတန်အရေးသွေးရတော့ သူတို့ဘာတစ်ခုမှထောက်ညွန်ထားတာမရှိဘူးအဆင်ပြေတယ်ဆိုတော့ iPhone နဲ့ရိုက်ခဲ့တဲ့အယုတ်တွေက big screen ထိသွားလို့ရခဲ့တယ်ဆိုတာတက်တယ်ပဲပုံမှန်နေသွားနေရတာလုံနေရတာကျင်းစရာကြီးပါကျွန်တော်ကိုယ်တိုင်ပြိသက်နေရမယ်စဉ်းစားပြီးတော့ဖန်တီးဖြစ်ပါတယ်ကိုကိုယ်တိုင်ပြိသက်ကိုကိုယ်တိုင်ဖန်တီးသူနေရာနေအဲ့လိုမျိုးနှစ်ခွစဉ်းစားရတဲ့အတွက်ထိတ်ဝင်စားစရာတစ်ခုဖြစ်သွားတယ်လို့ထင်ပါတယ်အဓိကတော့ခုနပြောဆိုပေါ့နော်တရုပ်ဆောင်တွေရွေးခဲ့တဲ့အထက်မှာနှစ်ချက်ပေါ့တစ်ချက်က dialogue memory ကောင်းတဲ့သူတွေဖြစ်ရမယ်နောက်တစ်ချက်က iPhone ရှေ့မှာလဲသူရဲ့ professional scale တွေကိုရုပ်ရှင်ကင်မရာနဲ့ရိုက်နေတယ်လို့ဘာမှအထင်ကောင်းမရှိ လုံနိုင်တဲ့သူမျိုးဖြစ်ရအောင်အဲ့ဒါမျိုးလူတွေဦးစားပေးပြီးရွေးခဲ့တာအချို့ကျတော့ရှိရလေသိလားဖုန်းနဲ့ရိုက်တာလားဆိုအဲ့ဒါမျိုးလူမျိုးတွေမပါဘူးလူတွေမဖြစ်နိုင်ဘူးလို့ထင်တဲ့ဟာကိုငါတို့တူတူလောက်ကြရအောင်ဆိုတဲ့စကားကဒီကားအတွက်ပြောဆောင်လေး DOBC ကိုစပြီးတော့ပြောခဲ့တဲ့စကားဘယ်သူမှမဖြစ်နိုင်ဘူးလို့ထင်တဲ့ဟာကိုငါတို့လုပ်ကြမယ်ကြားလိုက်တာနဲ့ဘယ်သူမှမဖြစ်နိုင်ဘူးရုပ်ရှင်တကားတော့တရက်သေးရိုက်ဖို့ဘယ်လိုမှမဖြစ်နိုင်ဘူးလို့ထင်တာငါတို့ဖြစ်အောင်လုပ်ကြမယ် ဆိုတဲ့စိတ်နဲ့လိုက်စီးရုံနဲ့ကျွန်တော်ကဒါလောက်ချင်လာပြီဆိုလို့ရှိရင်ဘသူတားတားကျွန်တော်လှုပ်တော့မှာဘာကြီးဖြစ်နေနေကျွန်တော်လှုပ်တော့မှာကျွန်တော်လှုပ်လိုက်လို့ဘာတွေပဲဖြစ်သွားသွားကျွန်တော်လှုပ်တော့မှာအဲအားကြောင့်ကျွန်တော်တခုခုလှုပ်ချင်ပြီလို့ပြောလိုက်လို့ရှိရင်မတားကြတော့တာများတားလဲမရရအောင်လှဲ့လှုပ်တော့မယ်ဆိုတာသိတော့မတားကြတော့ငါတို့ဘလို့ကူညီပေးရမလဲလို့ပဲစဉ်းစားတော့တယ်ကျွန်တော်ကလှုပ်ချင်လာဘသူတားတားရအောင်လှုပ်တော့ကျေးဇူးများကြီးတင်ပါတယ်စိတ်ဝင်စားနဲ့စောင့်ကြည့်ပြီးတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကျေးဇူးတင်ပါတယ် iPhone ကိုကျွန်တော်လိုပဲ crazy ဖြစ်တဲ့သူတွေအတွက်အမှတ်တရဇာကာတစ်ခုဖြစ်နိုင်မယ်လို့ယုံကြည်ပါတယ်